နယ်ဆက်ကပြစ်ခတ်မှုတစ်ခုကိုအကြောင်းပြုပြီးနှစ်ဖက်စစ်ပြင်နေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားမှာမလေးရှားဝန်ကြီးချုပ်ကကြားဝယ်ညှိနှိုင်းပေးနေတယ်လို့သိရပါတယ်။အရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာဂျွန်လ6ရက်နေ့တုန်းကထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နော်ဝပ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့စီဖုန်းခေါ်ပြီးပြဿနာကိုအေးအေးချမ်းချမ်းညှိနှိုင်းအဖြစ်ရှားဖို့တိုက်တွန်းခဲ့ပါတယ်။မေလောက်ကုန်လုံးကနှစ်နိုင်ငံနယ်ဆက်တနေရာမှာ ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကြားပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားစစ်သားတို့ဦးတေဆုံးခဲ့တာကိုအကြောင်းပြုပြီးအရှိတောင်အာရှအိန္ဒိယနှစ်နိုင်ငံကြားမှာတင်းမာနေတာဖြစ်ပါတယ်။အန်ဝါကသူဟာထိုင်းကမ္ဘောဒီးယားဝန်ကြီးချုပ်တွေနဲ့ဖုံးဆက်စကားပြောဖြစ်ခဲ့ကြောင်းနှစ်နိုင်ငံစလုံးကပြည်ထနာကိုတန်တမန်လမ်းကြောင်းကချင်းကပ်ပြီးညှိနှိုင်းအဖြေရှာဖို့လိုလားမှုပြသခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းလူမှုကွန်ရက်မှာရေးသားထားပါတယ်။တစ်ဖက်မှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာစေစားဆွေးနွေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေသလို နယ်စပ်မှာလည်းတိတိတသားစစ်ရေးပြင်ဆင်မှုတွေရှိလာနေပါတယ်။နိုင်ငံရဲ့အချုပ်အခြာအာဏာထိပါခံလာရရင်စစ်တိုက်ဖို့အသင့်ရှိတယ်လို့ထိုင်းစစ်တပ်ကဂျွန်လ6ရက်နေ့မှာကြေညာခဲ့တယ်လို့တိုက်ခတ်ရေးတပ်မတချို့ကလည်းလိုအပ်လာရင်ကမ္ဘောဒီးယားနဲ့နယ်စပ်မှာချက်ချင်းဖြတ်ကျန်းဖို့ပြင်ဆင်ထားပါတယ်။ဂျွန်လ9ရက်မှာထိုင်းစစ်တပ်ရဲ့အထူးစစ်ဆင်ရေးဦးစီးအရာရှိဒုတိယဗိုလ်ချုပ်ကြီးနာရိုရစ်ကမ်ဘီရာဟာအထူးစစ်ဆင်ရေးတပ်မတရဲ့လေးချိန်ပြင်ဆင်မှုတွေကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။ ။အဲ့ဒီတမဟာကမ်ဘောဒီးယားနဲ့ထိဆက်ရာအရှေ့ပိုင်းနယ်စပ်မှာတွားရောက်ဖြန့်ကျက်ဖို့စီစဉ်နေပါတယ်။နာရိုရက်ကတပ်ဖွဲ့ဝင်တွေအနေနဲ့ကျုံလာနိုင်ကျေရှိသမျှချင်းချမှုပုံစံတိုင်းအတွက်အသင့်ဖြစ်နေအောင်ပြင်ဆင်လေ့ကျင့်ထားဖို့တိုက်တွန်းသွားပါတယ်။တစ်ဖက်မှာလည်းကမ်ဘောဒီးယားဟာထိုင်းနဲ့နယ်စပ်မှာတပ်အင်အား12000လောက်ကိုဖြန့်ကျက်ထားပြီးလက်နက်ကြီးတွေကိုပါရွှေ့ပြောင်းတည်ဆောက်နေရာချနေတယ်လို့ထိုင်းသတင်းဌာနကောင်ဆော့စ်က ဖော်ပြခဲ့ပါတယ်။ထိုင်းကတော့နယ်စပ်ပဋိပက္ခဖြစ်လာခြင်းကတည်းက နေဆက်မှာလုံခြုံရေးပုံမတင်းကျပ်ထားပြီးလာမယ့်ရက်တွေမှာပုံမအင်အားဖြစ်တင်းလာနိုင်ခြင်းရှိနေပါတယ်။ကမ်ဘောဒီးယားဟာဒုံပြစ်လောင်ချာတွေလေကြောင်းကာကွယ်ရေးလက်နက်တွေ T55 တင့်ကားတွေအရွယ်အမျိုးမျိုးနဲ့လက်နက်ကြီးအမြောက်တွေရေဒါစနစ်တွေကိုနေဆက်မှာဖြန့်ကျက်နေရလို့ကောက်ဆော့ကဆိုပါတယ်။ကမ်ဘောဒီးယားစစ်တပ်ကတော့အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးဘာမှချမ်းမမပေးသေးပါဘူး။နေဆက်မှာနှစ်ဖက်စလုံးကစစ်အင်အားစုယုံနေပြီးဖြစ်လာနိုင်ခြင်းအလုံးအတွက်ပြင်ဆင်နေတဲ့အချိန်မှာတော့ နှစ်နိုင်ငံကဒေသခံလူအဖွဲ့အစည်းတွေကကြီးလန့်စာစာဖြစ်လာပါတယ်။ထိုင်းရဲ့စာကောအေရီးယားမှာနေထိုင်သူတို့ကဒေသခံအများပြားဟာဘုံကိုကျင်းတွေစစ်ဖြစ်လာရင်ခိုးလုံရမဲ့နေရာတွေကိုအရေးပေါ်တိစောက်နေကြတယ်လို့ပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာရှေးလျားတဲ့နယ်စပ်ထိစပ်နေပေမဲ့ရှေးဖျားကျောင်းတွေတရှိတဲ့ဇုံတွေအပေါင်းဝင်နယ်စပ်အေရီးယားရဲ့အပိုင်းလေးခုမှာအဓိကအငင်းခုန်ဖြစ်နေကြတာလို့သိရပါတယ်ရှင်။